ဲ့ပါပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ကမ်ပိုက်တီးမြို့အနီးကအမှတ်1003 BGF နေကြားဆောင်တပ်ထနာကျုပ်စကန်ကုန်းကို KIA ကတင်ပတ်လိုက်ပြီးပန်ဝါကနေလက်လက်ကြီးငွေ900ကျော်နဲ့ခင်းရန်တွေအများပြားကိုရရှိပါတယ်ဘုဒ္ဓလင်မှာစစ်ကြောင်းထုံးနေတဲ့စစ်တပ်ကပြည်သူ22ဦးကိုရဲဆက်ဆက်တပြက်ခဲ့ပြီးပြည်သူ90ကျော်ကိုလူသားတိုင်းပြစ်ဖမ်းဆီးခဲ့တဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ရှင် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ကချင်းပြည်နယ်ကံပိုင်တီးမြို့နယ်ခုနှစ်မိုင်အကွာကအမှတ်1003နေကြားဆောင်တက်ရင်ထနာကျုပ်စခန်းကို KIA ကတိုက်ခိုက်သိမ်းပိုက်ရရှိသွားပြီလို့ KIA စီရေးသတင်းမြစ်ကရန်ကုန်ခေတ္တတဲ့နာကိုပြပြပါရတယ်။အော်တိုဘာလ22ရက်နေ့ညနေ9:00အချိန်မှာကံပိုင်တီးမြို့နယ်ခုနှစ်မိုင်ကွာ ရှမ်းကြံရွာက အမှတ်တထောင်သော BGF ထဏာချုပ်စခန်းကုန်းကို KIA ပူးပေါင်းတပ်ဖွဲ့ကအပြည့်အသက်တိုက်ခိုက်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။အော်တိုဘာလ18ရက်နေ့ညပိုင်းအချိန်မှာတော့ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကသိမ်းပိုက်လိုက်တဲ့ပံဝါမြို့ကနေလည်းလက်လက်ကြီးနဲ့900ကျော်နဲ့ခရမ်းတွေရေတွက်မကုံနိုင်အောင်ရရှိထားတယ်လို့ KIA စီးရေးသတင်းမြစ်ကပြောပြပါတယ်။မနေ့ကနေ့လယ်ဘက်ကနေစတင်ပြီးကမ်ပိုက်တီမြို့မှာအကြမ်းဖက်စစ်ကောင်စီကလက်လက်ခရမ်းနဲ့စစ်သားအင်အားအချို့ကိုဖြည့်တင်းနေတယ်လို့လည်းသိရှိရပါတယ်။ ယ်ရှင်ဒီတစ်ခါမှာတော့မြန်မာနိုင်ငံအတွင်းမှာတရုတ်နိုင်ငံသားတွေစီးပွားရေးလုပ်ငန်းရှင်တွေအဖွဲ့အစည်းတွေအနေနဲ့လုံခြုံရေးသတိပြုချက်ဖို့အတွက်တရုတ်အစိုးရကသတိပေးလိုက်ပြီးမန္တလေးကတရုတ်ကောင်စစ်ဝန်ရုံးချုပ်တက်ခတ်ခံရမှုအပေါ်ကိုအရေးယူပေးဖို့အတွက်တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတောင်းဆိုလိုက်ပါတယ်မြန်မာနိုင်ငံမှာရှိတဲ့သူတို့နိုင်ငံသားတွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အဖွဲ့တွေအားလုံး လုံခြုံရေးအခြေအနေကိုဂရုပြုဖို့နဲ့လိုအပ်တဲ့ကြိုတင်ကာကွယ်မှုတွေကိုချမှတ်ဖို့တတိပေးချက်ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်မန္တလေးကတရုတ်ကောင်စစ်ဝန်ရုံးတိုက်ခတ်ခံရမှုကိုလည်းရှုတ်ချခဲ့ပြီးကျူးလွန်သူတွေကိုဖမ်းဆီးနိုင်ရေးကြိုးပမ်းအထောက်ဖို့ကိုလည်းမြန်မာစစ်တပ်ကိုတိုက်တွန်းခဲ့လို့လည်းတရုတ်နိုင်ငံသားရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ အော်တိုဘာလ16ရက်နေ့ညနေ9:00နာရီမှာမန္တလေးကတရုတ်ကောင်စစ်ဝန်ယုံဘုံဘုတ်ကွဲမှုမှာလူအသေးပြောက်မရှိခဲ့ပေမဲ့လည်းတရုတ်ကောင်စစ်ဝန်ယုံရဲ့ခေါမိုးချို့ဟာပျက်စီးသွားခဲ့တယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရပုံကိုကပုံမှန်သတင်းစာရှင်းလင်းပွဲမှာပြောပြပါရတယ်။အဲဒီတက်ခတ်ခံရမှုကိုတေချာစွာစုံစမ်းစစ်ဆေးဖို့နဲ့ကျူးလွန်သူတွေကိုဥပဒေနဲ့အညီပြင်းထန်စွာအရေးယူဖို့အတွက်တရုတ်နိုင်ငံကမြန်မာအကြမ်းဖက်စစ်ကောင်စီကိုတောင်းဆိုထားပါရရှင်။ ရခိုင်တဲ့တဲ့ဘက်ကိုတင်ဆက်ပေးကြပါရယ်ရခိုင်ပြည်အမ်းမြို့တွေကစစ်ကောင်စီတရင်တွေနဲ့အေးတို့တိုက်ပွဲတွေကြောင်းအမ်းလေစိတ်မှာလေအတက်ဆင်းရတန်ထားရတယ်လို့ဒေသခံစေတဲ့တဲ့မြစ်တွေကပြပြပါရယ်အဲ့လိုအမ်းလေစိတ်ကိုလင်းမစင်းတာဟာတော့ရလောက်ရှိနေပြီးတနေ့ကဆိုရင်မြမလေးချောင်းကလင်းနေစင်းဟာစဉ်သက်ဖို့လုပ်နေခြင်းပြစ်ခတ်တဲ့တွေကြောင်းလင်းဟာမစင်းရဲပဲ ပြန်လှည့်သွားရတယ်လို့လည်းစည်သတင်းမြစ်ကပြောပြပါရယ်အဲ့လိုဖြစ်ရတာဟာအမ်မြုတ်သိန်းတိုက်ပွဲကိုအေကအရှိန်ဟုံမြင့်ထိုးစစ်ဆင်တက်ခိုက်နေသလိုအမ်မြုတ်နယ်ကစစ်ကောင်စီရဲ့အရေးပါတဲ့ဗျူဟာကုန်းတွေကိုတိမ့်ပိုက်ပြီးတဲ့နောက် အနောက်ပိုင်းတိုင်းစစ်တနာကျုံနပခကိုအေကလက်လက်ကြီးယူနေပြစ်ခတ်နေတာလည်းဖြစ်ပါတယ်။အဲဒီတိုက်ပွဲဟာပြင်းထန်နေတာကြောင့်အမ်းမြိုထဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မိသားစုတွေနဲ့ဝန်ထမ်းအချို့ကလွဲပြီးဒေသခံပြည်သူတွေဟာစစ်ရှောင်သွားကြပြီဖြစ်တယ်လို့လူမျိုးနယ်မြေကိုရောက်ရှိနေတဲ့စစ်ရှောင်တို့ကပြပြပါတယ်။စစ်ကောင်စီအနောက်ပိုင်းတိုင်းစစ်တနာကျုံနပခရဲ့အရေးပါတဲ့အမ်းမြိုနယ်က တောဟိန်တောင်ပြူဟာစစ်ချောင်းပြူဟာနဲ့မဲတောင်ပြူဟာကုန်းတွေကို အေအေကသိမ့်ပိုက်ထားပြီလဲဖြစ်ပါတယ်ရှင်စကန်းတတဲ့တဲ့ဘောက်ကိုတက်ဆက်ပေးကြပါရစေ။စကန်းတိုင်းဗုဒ္ဓနယ်မြို့နယ်အတွင်းမှာစစ်ကြောင်းထိုးနေတဲ့အကြက်ဖက်စစ်တပ်ကပြည်သူ22ဦးကိုရဲရဲစက်စက်တပြက်ခဲ့ပြီးပြည်သူ90ကျော်ကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးတာက ကျေးရွာ9ရွာကိုမိရှို့ထားတာကြောင့်နေအိမ်900ကျော်ပြတ်ကျခဲ့ရလို့စီပါကျေးရွာပကဖတာဝန်ခံကိုမိုးတောက်ကရန်ကုန်ခေတ်တစ်ကိုပြပြပါရတယ်။အော်တိုဘာလ17ရက်နေ့ကနေစတင်ပြီးအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ ဘုဒ္ဓလင်မြို့ပေါ်ကိုဝင်ရောက်စီးနင်းခဲ့ပြီးခလင်းငယ်တွေအပါအဝင်မိသားစုဝင်6ဦးကိုတပ်ဖြတ်ခဲ့သလိုမြောက်ကြီးရွာစီပါရာဆယ်ဝရွာတွေဘက်ကိုလည်းစစ်ကြောင်းထိုးကပြည်သူတွေကိုရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တဲ့အတွက်ပြည်သူ22ဦးဟာသေဆုံးခဲ့ရတယ်လို့လည်းသိရှိရပါတယ်။ဒါအပြင်စစ်ကြောင်းထိုးထွက်လာတဲ့နေ့ကစပြီးလမ်းတလျှောက်ကအရက်သားပြည်သူ90ကျော်ကိုလည်းလူသားတိုင်းဖြစ်လက်ရှိချိန်ထိဖမ်းဆီးထားရလို့ကိုမိုးတောက်ကပြပြပါရတယ်။စစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့ကြေးရွာတွေကို မီးရှို့ဖျက်ဆီးမှုတွေလှုပ်ဆောင်ခဲ့တာကြောင့်နေအိမ်900ကျော်ဟာမီးလောင်ပြကျသွားပြီလို့လည်းသိရှိရပါတယ်ရှင်။ ဒီတခါမှာတော့စကမ်းတိုင်းပလဲမြို့နယ်အင်မတီရွာကအကြက်ဖက်စစ်သားနဲ့ပြူစောထီရဲနှိမ့်ဆက်ညှဉ်းပန်းမှုကြောင့်ထွက်ပြေးလာကြတဲ့ပြည်သူ၆ဦးဟာပအအဖအဖွဲ့တန်ခိုလုံလာကြတယ်လို့ပလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်အော်တိုဘားလ20ရက်နေ့ကပလဲမြို့နယ်အင်မတီပြူစောထီကျေးရွာကရဲသားအသက်ကြီးပန်းအမျိုးသားတဦးတက်ကြီးပန်းအမျိုးသမီးလူကြီး၃ဦးနဲ့ကလင်းငယ်တို့စုစုပေါင်း၆ဦးရာထွက်ပြေးလာခဲ့ကြရမှာပလဲမြို့နယ်တိုက်နယ်ရက်ကျေးပါဖား ပကဖရဲဘော်တွေကကဲတင်ထိမ့်သိမ့်ပေးခဲ့ပြီးပလဲမြွနယ်ပါဖခေါင်းဆောင်စီကိုအနံပေးခဲ့လို့လည်းသိရှိရပါဗျ။အဲလိုထပြေးလာသူတွေကို မြွနယ်ပါဖတာဝန်ရှိသူတွေကတွဲဆောင်စစ်ဆေးမေးမြန်းကခံဝထိုးခိုင်းတာတွေနဲ့ကောင်းမွန်စွာနေထိုင်ဖို့မှာကြခဲ့ပြီးပါဖခေါင်းဆောင်ကငွေကျပ်တသိန်းနဲ့လူသားချင်းစာနာမှုကူညီပေးရေးဖွဲ့ကငွေကျပ်နှစ်သိန်းနဲ့အစားအသောက်တွေစောင်တွေကိုထောက်ပံ့ပေးအပ်ခဲ့လို့လည်းသိရှိရပါဗျ။ဒါအပြင်အင်မတီပြူစောတိရွာကထပြေးလာတဲ့ပြည်သူတွေကိုပလဲမြွနယ်ပြည်သူအုပ် ချွေအဖွဲ့တာဝန်ရှိသူတွေကအရေးပေါ်နေထိုင်စားသောက်ရေးအတွက်ကုညီပေးထားတဲ့အပြင် NUG အစိုးရစီကနေလည်းထောက်ပံ့ကုညီမှုတွေရရှိစေဖို့ကိုလည်းစောရဲပေးထားသူလွတ်လပ်လပ်လောက်ကင်စားသောက်နိုင်ဖို့အတွက်လည်းထောက်ပံ့ကုညီပေးအပ်ထားတယ်လို့လည်းသိရှိရပါတယ်ရှင်။ ခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့နှစ်ပုတ်ကတော့မကွေးတိုင်းမကွေးမြို့နယ်ဆမ်မကြီးရွာမှာမီတာကြီးကောက်ခံရက်ကနေစကားများပြီးပြူစောတိအဖွဲ့ကပြည်သူတဦးရဲ့ခြေထောက်ကိုတနက်နေ့ခုနှစ်ချက်ပြက်ကတ်ကဝိုင်းဝန်းရနေမှုဖြစ်ပွားခဲ့လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ္တမီဒီယာကိုပြပြပါဗါရယ်အော်တိုဘာလ14ရက်နေ့ကရာအိမ်မှုတင်ရှင်ဖို့ပြူစောတိခေါင်းဆောင်တက်ခိုင်ပြည်သူစစ်တင်ဝင်းနဲ့မီတာကကောက်ခံတဲ့မင်းကိုအောင်တို့ဟာ ဥကန်ရှိန်နင်းကိုမီတာကျေကောက်ခံရကနေစကားများရန်ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုစကားများရန်ဖြစ်ပြီးတဲ့နောက်မှာရာအိမ်မူပြူစောထီတွေကတရားရဲမှာနေတဲ့ဥကန်ရှိန်ကိုအကြမ်းဖက်စစ်သားတွေစုကိုခေါ်ဆောင်လာပြီးခြေထောက်ကိုတနက်နဲ့ခုနှစ်ချက်ပြစ်ခတ်ခိုင်းခဲ့တာလည်းဖြစ်ပါတယ်။အဲလိုဝိုင်းဝန်းရိုက်နှက်ကစမကြီးရွာတရားက ကိုးပင်ဖြတ်လမ်းဘေးမှာပြစ်ထားခဲ့လို့လည်းသိရှိရပါတယ်။အဲ့လိုပြုတ်လုပြီးတဲ့နောက်မှာဥကန်ရှိန်ကို PDF တပ်ဖွဲ့တွေကပြစ်ခတ်တာလို့ပြူစောထီတွေကရာထဲမှာသတင်းလိမ်လည်ဖြန့်ချိခဲ့လို့လည်းသိရှိရပါတယ်။ဂျပန်စစ်တပ်အောက်ဆွဲမီတာကောက်တဲ့မင်းကိုအောင်ဟာ ရဲနဲ့ရွာထက်ကစစ်သားတွေ KTV သွားဖို့အတွက်ငွေရှာပေးနေသူဖြစ်တယ်လို့အဲ့ဒီအကြမ်းဖက်စစ်သားတွေနဲ့စစ်တပ်အောက်ဆွဲတွေရဲ့အကြမ်းဖက်မှုတွေကြောင့်ကျေးရွာနေပြည်သူတွေဟာနေ့စဉ်ထိတ်လန့်နေကြတယ်လို့လည်းဒေသနေပြည်သူတွေကပြောပြပါရရှင်ဟုတ်ကဲ့ပါရှင်။ဒါကြောင့်ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးမာများပါ။